ကန်ဦးနဲ့တချက်မှာမိုင်းယာတီရှိတဲ့နိုင်ငံကြီးတခုကိုဂျပန်နေပါလို့ဒီစောင့်နေတာလေ2017ခုနှစ်မန်ချက်လာ17ရက်နေ့မှာဂျပန်နိုင်ငံတဝက်လောက်ကနိုင်ငံရဲ့ရှေ့မြောက်ပိုင်းကန်ဦးတဲကနေပြင်းထန်လာတဲ့ဒုံကာမှုငလျင်ကြီးတခုကိုခံစားခဲ့ရပါတယ်အရှိဂျပန်မြေငလျင်ကြီးကဂျပန်နိုင်ငံမှာမှတ်တမ်းတင်ဖို့တမြငလျင်နေထဲမှာတော့ပြင်းထန်ဆုံးဖြစ်ပြီး1900နောက်ပိုင်းမှတ်တမ်းတင်မှုတွေနောက်ကမ္ဘာပေါ်မှာသလုံးတော်မြောက်ပြင်းထန်ဆုံးငလျင်ကြီးလည်းဖြစ်ခဲ့ပါတယ်ငလျင်ပြီးတဲ့နောက်မှာတော့ဆူနာမီကြီးကတိုဟိုကူရဲ့အရှိမြောက်ကမ်းခြေကိုဝန်းရောက်ခဲ့ပြီး လူပေါင်း2000ကျော်ကိုတည်ဆုံးစေခဲ့ကာ25ရောက်လောက်လေပျက်ဆုံးခဲ့ပါတယ်။ဆူနာမီကမြို့ပေါင်း16မြို့စုကိုဝန်းရောက်သွားခဲ့ပြီးအိမ်ပေါင်း9500လောက်ပျက်စီးသွားခဲ့ကာရထားဗူလာ23ခုနဲ့မိုင်ပေါင်းရာနဲ့ချီနဲ့ကားလမ်းနေတာမကဧကပေါင်း6000ကျော်ရှိတဲ့စိုက်ပျိုးမြေတွေအကုန်လုံးလည်းရေထဲကနေကျနေမြေသားအကျွမ်းကျန်နေအငြိအကျေးတွေနဲ့အပြည့်ဖြစ်သွားခဲ့ပါတယ်။ဂျပန်နိုင်ငံကဒီလိုမျိုးခေတ်ရက်တွေအတွက်ပြင်ဆင်ထားလောက်တယ်လို့ထင်နိုင်ပေမယ့်ဂန်ဝင်တဲ့တစ်လျှောက်စောက်ထားတဲ့ ပင်နေရေကနဲ့ရဲ့တွေအားကောင်းမွန်စွာဘကကွေနိုင်ခဲ့ပါဘူး။ဆူနာမီကြီးပြီးသွားတဲ့နောက်မှာဒီနေရာက၆ကက်ခဲ့ပါတယ်။လူပေါင်းများစွာဒေဆုံးခဲ့ရတဲ့ဒီနေရာကနေပြီးလူတွေကရွှေ့ပြောင်းသွားခဲ့ပါတယ်။ဒါပေမဲ့ဒီဒေသတွေကရွေကျက်အသေးတစ်ခုအတွက်ဖြစ်သွားခဲ့ပါတယ်။အင်းနေရှိခဲ့မှုတဲ့နေရာတွေမှာဂျပန်နိုင်ငံကအနာဂတ်မှာဖြစ်လာနိုင်မယ့်ကက်ဘေးတွေကနေကာကွယ်ပေးနိုင်မယ့်အရာတခုကိုပင်နေသမုဒ္ဒရာလိုင်းတွေကန်ဂျီကိုဝင်ရောက်လာတာကနေကာကွယ်ပေးနိုင်မယ့်အရာတခုကိုတိစောက်ခဲ့ပါတယ်။ ဧဝဒီစီရင်စုနယ်ကဒါရုံမျိုးလေးကဒေတာငယ်လေးတခုဖြစ်ပြီးနေကန်လေးကပင်လယ်ပြင်ကိုအမိတဲဟဲပြူကနေထိုင်ကြပြီးပုံမှန်၅ဖက်ရွာလေးတွေလိုပဲဒီမျိုးကလည်းဆူနာမီရဲ့၆လက်မှုတွေတားမှာအမြင်နေနေရတာဖြစ်ပါတယ်။တမိုင်းတစ်ချက်မှာဒါရုံမျိုးကဆူနာမီတိုက်ခတ်မှုတံကို၄ကြိမ်လောက်ခန်းစားခဲ့ရပြီးပါပြီ။မြို့ကိုကောက်ွယ်ဖို့အတွက်ပင်လယ်ရေးပေးကနိုင်ရန်နဲ့ထက်တိစောက်ထားခဲ့ပြီးဒီနိုင်ရန်ကအင်္ဂလိပ်အခရာ8ပုံစံရှိပါတယ်။ဒီပင်လယ်နိုင်ရန်တွေကလူသားတွေရဲ့ဆူနာမီကိုတားဆီးနေတခုဖြစ်နေနာမည်ကြီးတာပါပဲ။ နေရန်တွေက3.5မိုင်လောက်ရှည်လျရပြီးအမြင့်ပေကတော့33မီတောင်မြင့်က Bannerino ချိုချိုးလိုလေလူတိများပါတယ်။အစိုးရကတော့အနည်းစင်နေတိုင်းဆူနာမီအရေးပေါ်အခြေအနေလေ့ကျင့်မှုတွေကိုလုံဆောင်ကြပါတယ်။ဒီလေ့ကျင့်မှုတွေမှာလောဝါပေးတွေကပင်လယ်နေရန်ရဲ့ဂိတ်တွေကိုပိတ်လိုက်ပြီးနေထိုင်သူတွေကမြို့ပေါ်ကလူစုရက်မှာစုစည်းကြပါတယ်။1960 Delivery Bar မလီယန်ကဆူနာမီလမ်းတွေကဂျပန်နိုင်ငံကိုထိခဲ့တဲ့အခါဒီတာရုံမျိုးလေးမှာလူတယောက်မှမသေဆုံးခဲ့ပါဘူး။ 2003ခုနှစ်မှာဒီမျိုးလေးကကက်ဘေးကာကွယ်မျိုးလေးလို့တော့နာမည်ပေးခဲ့ပြီးအဲ့ဒီတူကကြောက်တန်နေပါတိဆောက်ခဲ့ပါတယ်။ဒါပေမဲ့2017ခုနှစ်မှာအကုန်လုံးပြောင်းလဲခဲ့ပြီး39ဘေးကနေ49ဘေးလောက်ထိမြင့်နေတဲ့ဆူနာမီလိုင်းလုံးကြီးတွေကမြို့ရဲ့နေရည်လေးကိုရိုက်ခတ်သွားပြီးဘေးထောင်600လောက်ရှိတဲ့အပိုင်းကြီးကိုပါပျက်စီးစေခဲ့ပါတယ်။မြို့ရဲ့ကာကွယ်နေရည်ကိုယုံကြည်ချက်ရှိလို့နဲ့လူတချို့ကနေရည်နေပေါ်ကနေလိုင်းတွေကိုကြီးခဲ့ကြပြီးလူပေါင်း181ယောက်လောက်ကဒေရင်သေးမတင်လေးပြောက်ဆုံးခဲ့ပါတယ်။ဒါပေမဲ့2017ခုနှစ်တုန်းကအကုန်လုံးကစိုးဝါသွားခဲ့တာပါဟုတ်ပဲ ပူတိုင်းရွာကရွာသူရွာသား၃ဒေါ်လောက်ကသူတို့တိဆောက်ခဲ့ကြတဲ့49ပေမြင့်တဲ့နေရန်ကြီးတောင်းအသက်ရှင်တန်ရာရခဲ့ကြပါတယ်ဒီပေလေနေရန်ကိုတိဆောက်ခဲ့တဲ့1980တုန်းကဒါကပတ်စံဖြုတ်တီးခဲ့ကြတယ်လို့တော့မပြောခံခဲ့ရပါတယ်ဒါကလေးကျွင်းချက်တာဖြစ်ပြီး2017မတ်လတုန်းကပေလေနေရန်တော်တော်များများကဆူနာမီတန်ကလည်းမကောက်ွယ်ပေးနိုင်ခဲ့ပါဘူးဒီဗီဒီယိုမှာတော့ ကမိုင်ရှိမြို့ရဲ့ပေးလယ်နေရံကိုကျော်ပြီးတော့လှိုင်းနေဝင်ရောက်လာနေတာမြင်နိုင်ပါတယ်။အဲ့ဒီချိန်တော့ကကဘာပေါ်မှာအမြင့်ဆုံးပေးလယ်နေရံဖြစ်ခဲ့ပြီးမြေဒီပေးလယ်နေရံလက်ဆူနာမီတက်ကိုမကာကွယ်နိုင်ခဲ့ပါဘူး။ဒီလိုကနေပဲလုံခြုံတယ်လို့ထင်နေခဲ့ကကျိုးတိမကာကွယ်နိုင်ခဲ့ကြတဲ့သူတွေတည်ဆုံးခဲ့ပါတယ်။ဒါပေမဲ့တကယ်တော့ဒီပေးလယ်နေရံတွေကလူတွေကိုဆူနာမီကလည်းကာကွယ်ပေးနိုင်ပြီးမြေဒါကလည်းဆူနာမီကသူတို့ကာကွယ်နိုင်အောင်ရည်စင်ထားတဲ့အမြင့်ပေးနေပြည်အပမာလကိုမကျော်လွန်မှပဲဖြစ်နိုင်ပါမယ်။ပြဒနာကတော့နောက်ဆူနာမီတစ်ခုကဘလောက်တော့မြင့်မလဲဆိုတော့ပကံမန်းနိုင်တာကြောင့်ဘသူကမှမလုံးကြုံနိုင်ခဲ့ပါဘူး ဗေးလယ်နိုင်ငံတွေကိုတိစောက်တာကလွဲရင်တခြားကာကွယ်နည်းတွေများရှိသေးလားဒီဒေတာတွေဘလို့ပြောင်းလဲနေတာလဲကြည့်ကြပါလိမ့်မယ်သူတို့ကပြန်လဲတိစောက်ကြပြီဆိုပေမဲ့တခြားနည်းလမ်းတွေနဲ့ဖြစ်သွားပြီးဆူနာမီကြောင့်ပျက်စီးသွားတဲ့မြို့တွေပြန်လဲတိစောက်တဲ့ခါမှာအရင်တော့ကအိမ်တွေရှိခဲ့တဲ့နေရာတွေကဘာမှမရှိတော့တာကိုမြင်နိုင်ပါတယ်ဒီလိုဖြစ်ရတာကတော့တချို့ကပင်လယ်ပြင်နဲ့ဝေးတဲ့ကုန်းတွေပိုက်ကိုလုံးဝပြောင်းရွှေ့သွားတာကြောင့်ပါပဲတချို့မြို့တွေမှာတော့မြို့တွေကိုရေနဲ့ဝေးရကိုတိစောက်လာကြပါတယ်မီရာကီစီရင်စုကအိုနာကာဝါမြို့မှာတော့အရင်အစ်တည်း ရုံးနေတယ်။အကြောင်းတွေကိုလူလုံကုန်းပြင်ပြင်အကြက်ပြားကြီးတွေပေါ်မှာတိဆောက်လာပါတယ်။ဒီတောင်ကုန်းတွေကရေကြီးတဲ့ချိန်ကျရင်ကျုံးတွေလိုမျိုးဖြစ်လာမှာဖြစ်ပြီးတော့လူတွေကိုကယ်တင်နိုင်လိမ့်မယ်လို့မျှော်လင့်ထားကြပါတယ်။ရေကြီးမှုကိုခံစားရနိုင်တဲ့ဆိုးရရုံးတွေရဲ့၄၀ရာခိုင်နှုန်းလောက်ကလည်းအမြင့်ကိုရွှေ့ပြောင်းလာဒါမှမဟုတ်ရွှေ့ပြောင်းမှုတက်ပြင်ဆင်ထားကြပါတယ်။အစာရေရှင်မသတင်းစာရဲ့စစ်တမ်းတစ်ခုရတော့ငလေတံခံစားနိုင်ရည်ဒီမြင့်နဲ့ဒေတာမှာရှိနေတဲ့မျိုးပေါင်း136မျိုးမှာ62မျိုးလောက်ကအစိုးရအဆောက်အအုံဖြစ်ကြတဲ့ရုံးတွေမိသက်ရုံးတွေနဲ့ ကျောင်းတွေကိုရွှေရင်ရွှေမရွှေရင်လည်းရွှေပြောင်းဖို့တဲ့စီစီနေကြပြီလို့ဆိုကြပါတယ်။2017ခုနှစ်အရှိဂျပန်ငလျင်လုတ်ခဲ့စဉ်ကအစိုးရအဆောင်တော်တော်များများကရင်းနှီးမြှုပ်သွားခဲ့ပြီးသူတို့ကငလျင်ကပေးထုံပြန်ရေးအတွက်စန်တာရီဖြစ်နေမတုံ့နိုင်ခဲ့ပါဘူး။ ဒါကြောင့်မဲဆိုရကနေပြီးဒီလိုအဆောင်တွေကိုရွှေ့ပြောင်းဖို့စီစဉ်ခဲ့ပါတယ်။ဂျပန်နိုင်ငံမှာတော့ပစ္စည်းတွေကိုရွှေ့ပြောင်းလေးရှိကြပါတယ်။2024အေပရီမှာဆိုရင်ဒါသင်တဲ့ချီ F15J Fighter Jet လေယာဉ်တွေကိုဆူနာမီသတိပေးတစ်ခုကြောင့်ရွှေ့ပြောင်းခဲ့ကြရပါတယ်။တဘာဝကပ်ဘေးတွေကလည်းကာကွယ်နေဖို့နောက်ထပ်နည်းလမ်းကတော့အဆောင်တွေကိုပုံမှန်ခန်းတိုင်းရှိအောင်ပြင်ဆင်ဖို့ပဲဖြစ်ပါတယ်။မြင်းကလေးအင်ဂျင်နီယာလောကမှာပြောလိုက်ကြတဲ့စကားကတော့မလင်းကလူတွေကိုမတက်နိုင်ပြီပဲအဆောင်တွေကတက်သွားတာပဲဖြစ်ပါတယ်။ ဒါကြောင့်မင်းအင်ဂျင်နီယာတွေနဲ့မြို့ပြစီစဉ်သူတွေဟာမြို့ကြီးတွေကိုမလင်တန်ကနေကာကွယ်နိုင်သေးဖို့စီစဉ်နေခဲ့တာပါအတော်ကြာနေခဲ့ပါတယ်ဆောက်လုပ်သူတွေကတော့တွန်ကာလိုင်းစုပ်ယူနိုင်တဲ့စနစ်တွေကလည်းအဆောင်တွေအောက်မှာပညာရေးမီတွန်ကာမှုတွေကိုထင်းပေးထားနိုင်မယ်စနစ်ကဆလို့နေလမျိုးစုံရှိနေကြပါတယ်ဒါကတော့အိုဆာကာကမြင်းကလေးတန်ခံနိုင်ဖို့အားဖြည့်ထားတဲ့အဆောင်တစ်ခုဖြစ်ပြီးဒါကတော့ရှီမီဇုကော်ပိုရေးရှင်းသုတေသနစင်တာကတွန်ကာမှုခွဲထားတဲ့စနစ်ပါပဲဒါကတော့ရှေးခေတ်တုန်းကတည်းကတိစောက်ခဲကြတဲ့တက်သားနဲ့မြင်းကလေးတန်ကိုခံနိုင်အောင်လှုပ်ထားတာပါ၁၉၆၆ခုနှစ်မှာတော့ ကမ်မာစုမဲ့ကော်မတီနဲ့ဗီတုကပညာရှင်ကိုကုမာတို့ကသူတို့ရဲ့ဌာနချုပ်အဆောင်အကိုမြေပြင်မှာတန်ကျိုးတွေနဲ့တဲတလုံးကိုချီပီးတိဆောက်ထားပါတယ်။သူတို့သုံးထားတာကတော့ကာဗွန်ဖိုင်ဘာနဲ့လုပ်ထားတဲ့ ဒါမို့လက်စစ်ချောင်းနေနဲ့အဆောင်ဘက်ဘက်ကနေဆွဲထတာဖြစ်ပါတယ်။ငလေးကြောင့်တစ်ဘက်ကရင်သွားတာနဲ့တခြားချမ်းကကျိုးတွေကနေပြီးဆွဲထမှာပါ။ဩဂတ်စ်လ2024ခုနှစ်မှာဂျပန်နိုင်ငံနောက်ဘက်မှာငလေးလှုပ်ရှားမှုတွေဖြစ်ခဲ့ပြီးနေမီနဲ့အစိုးရအဖွဲ့အစည်းတွေကအရေးပေါ်လှုပ်ဆောင်မှုတွေကိုစတင်ခဲ့ပါတယ်။ဒါပေမဲ့လည်းဆုံးမှာတော့အစိုးရကတတိပေးချက်တွေကိုဖျက်သိမ်းခဲ့ပြီးကြီးမားတဲ့ထိခိုက်မှုတွေကိုလည်းထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့လည်းတနိုင်ငံလုံးကတော့တတိထားနေထိုင်နေကြရတဲ့အခြေအနေမှာရှိနေကြတော့မှာပဲ။ နိုင်ငံမြေကျောမှာရင်းထန်တဲ့ငလျင်တခုကလှုပ်ခတ်လာနိုင်ပြီးလှုပ်ခတ်လာရင်အပြင်းထန်ဆုံးဖြစ်သွားနိုင်ပါတယ်။ပြင်းအားနေတဲ့ magnitude 6လောက်တိကိုရှိနိုင်မှာဖြစ်ပြီးတော့ပညာရှင်တွေကတော့စေစုနှစ်တွေအတွင်းမှာငလျင်ကြီးကြီးတခုဖြစ်လာနိုင်မယ်လို့ခန့်မှန်းထားပါတယ်။နိုင်ငံပြည့်ရွေကျောကတော့မြေလွာတွေထက်နေတဲ့ဇုံကြီးတခုဖြစ်ပြီးတော့မြေလွာတွေကထက်နေပြီးကမ္ဘာမြေလွာကျောကြီးတွေမှာတင်ဟန့်နေကြပါတယ်။ဒီဇုံကမိုင်ပေါင်း430လောက်ရှိလျားပြီးတော့ဒီနေရာတွေကအပြင်းထန်ဆုံးမြေငလျင်တွေလှုပ်ရှားတတ်တဲ့နေရာတခုလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်တရာတွေမှာမြင်ခဲ့သမျှငလျင်ကြီးတွေကစေကုမှာကိုကူကမြေလာနေထက်နေတဲ့ဒီစုံကြီးမှာဖြစ်ပေါ်ခဲ့တာပါ1960ကချီလီငလျင်ကြီး2004ခုနှစ်ကအိန္ဒိယသမုတ်တရာငလျင်ကြီးနဲ့2017ခုနှစ်ရှေ့ဂျပန်ငလျင်ကြီးတွေအကုန်လုံးပါပဲနှက်ကိုင်းပြည့်ရွေကျော်ကငလျင်ကြီးတွေကနှစ်တရာကနေနှစ်ရာကြီးကျန်လိုက်ဖြစ်ကြပါတယ်ရတလောဖြစ်ခဲ့တာတွေကတော့1944ခုနှစ်နဲ့1946ခုနှစ်တုန်းကဖြစ်ပြီးလက်ကုစလုံးကမက်ဂနီကျူ၈ရက်သမထိပ်ရှိပါတယ်။ဒီငလျင်တွေကြောင့်ဂျပန်နိုင်ငံအနှံ့ထိခိုက်ခဲ့ရပြီးတေဆုံးမှုပေါင်း9500ထပ်မနေရှိပါတယ်။ ဂျပန်ဆိုရမေလာကြောကြီးတီချာကအကွာဝေးတွေကိုတွက်ဆပြီးတော့နောက်ပိုင်းမှာနောက်နှစ်30ကျော်မှာဂျပန်နိုင်ငံအနေနဲ့ငလျင်ကြီးတခုကိုခန်းစားရဖို့ရာဂိုင်နှုန်းက80ကနေ80ရာဂိုင်နှုန်းထိရှိပါတယ်။ဒီအကြောင်းကိုလူတီများပေမဲ့2017ဆူနာမီနောက်ပိုင်းမှာတိဆောက်ထားတဲ့လူနေထိုင်ရာတွေနဲ့30ရာဂိုင်နှုန်းကရေကြီးနေမြုပ်နိုင်တဲ့ဇုံတွေအတွင်းမှာရှိနေပါတယ်။ဒီလိုမျိုးအခြေအနေတွေအတွက်ဖီရှင်းနီကောင်းကောင်းလိုအပ်ပြီးတော့အဲရှိမှာလှုပ်ဆောင်နေတဲ့ project တခုကတော့လိုင်းလုံးတွေကိုတားဆီးနိုင်မယ်။ဒေလန်နိုင်ငံကြီးတခုကိုတိဆောက်နေတာဖြစ်ပါတယ်။ဂျပန်မဟာနိုင်ငံကြီးတို့ခေါ်ကြပြီးမြောက်ပိုင်းဤဝါဒီစီရင်စုကနေနောက်ပိုင်း ဖူကိုရှိမားစီရင်ဆိုတဲ့မိုင်ပေါင်း146မိုင်ရှိလျားပါတယ်အမြင့်ဆုံးပိုင်မှာနိုင်ရန်က52ဒီဗီတောင်မြင့်ပြီးဒီနိုင်ရန်ကြီးကစည်စုနှစ်ခုကြာမှာဆက်ဆက်ထားတဲ့ကွန်ကရစ်နိုင်ရန်ကြီးတစ်ခုလိုတော့ဆိုနိုင်ပါတယ်ဒီကြီးမားလာတဲ့စီမံကိန်းကြီးရဲ့ကုန်ကျစရိတ်ကဒေါ်လာ12.4ဘီလီယံလောက်ရှိမယ်လို့မှန်းထားကြပါတယ်ဂျပန်နိုင်ငံမှာကန်ယူတန်တွေကိုကွန်ကရစ်နိုင်ရန်တွေနဲ့ကာထားပြီးသားဆိုပေမဲ့ ဒီကစီမံကိန်းကြီးကတော့ဒီကေကိုကြီးမားလာပါတယ်အဲ့ဒီပြင်ကိုပို့ပြီးတော့ကျဲတဲ့အုံမြင့်နဲ့ပို့ပြီးခိုင်မာတဲ့အတွင်းနိုင်ငံတွေကိုပါထည့်သွင်းထားပြီးတော့ပြိုကျတာနဲ့လိုင်းလုံးတွေစီကအာသက်ရောက်မှုတွေကိုပို့ပြီးတော့ခံနိုင်ရှိအောင်တိစောက်ထားပါတယ်လက်နောက်ဆက်တက်ကဖြည့်ဆူကြည့်တဲ့စီကနေတင်ကန်းစာယူပြီးပို့ကောင်းတဲ့ဒရီဘေးစနစ်တွေနဲ့ကွန်ပျူတာအခြေပြုလွတ်မြောက်ရေးအစီအစဉ်တွေကိုချမှတ်ထားပါတယ်အဒါစီတီကိုဆောက်လုပ်ကြတဲ့အခါမှာအဓိကကြတဲ့အချက်ကတော့ဆူနာမီတန်းကမတူညီဘူးဆိုတာကိုနားလည်ထားဖို့ပါ အဆင့်1ဇူနာမီတွေကနေပေါင်း90ကနေ60ဒါမှမဟုတ်နေပေါင်း150ကနေ160တက်ခါဖြစ်တတ်ပါတယ်ဂျပန်နေတိစောက်ထားတဲ့ဘယ်လန်နေရန်တွေကလည်းအဲ့ဒီလိုမျိုးဇူနာမီတွေကိုတားဆီးနိုင်ဖို့ဖြစ်ပါတယ်အဆင့်2ဇူနာမီတွေကတော့နှစ်ရာခန်းကနေ1000ခန်းလောက်နေမှာတက်ခါဖြစ်တတ်ပါတယ်အဲ့ဒီလိုမျိုးဇူနာမီဖြစ်လာရင်တော့ရှီပီးသားဘယ်လန်နေရန်တွေနဲ့နေမလောက်တော့ပါဘူးနောက်ဆက်တဲ့ဆူနာမီမဖြစ်ခင်ကဂျပန်နိုင်ငံရဲ့ဘေးလိုင်းနဲ့အများစုက6ဘီခွဲကနေ73ဘီလောက်ပဲမြင့်ပြီးတချို့ကဲရက်နေရာတွေမှာအကနိုင်ရတော့ရှိမနေပါဘူး ဒီဂျပန်မဟာနိုင်ငံကြီးကိုတိစောက်နေကြရတဲ့အကြောင်းကဆူနာမီတွေကိုအလုံးစုံတားဆီးဖို့မဟုတ်ဘဲဒီလမ်းလုံးကြီးတွေဝင်ရောက်လာတဲ့အချိန်မှာဆွဲထားနိုင်ဖို့ပဲဖြစ်ပါတယ်။အဖြစ်ဆိုးတွေကလည်းလွတ်မြောက်နေဖို့အပိုးတန်တဲ့မိနစ်ပိုင်းစက္ကန့်ပိုင်းလေးလောက်ကိုဆွဲဆက်ထားနိုင်ဖို့ပဲဖြစ်ပါတယ်။တိစောက်လွတ်ထားတဲ့နေရာတွေကလည်းလမ်းလုံးတွေရဲ့တက်ရောက်မှုတွေကိုခန်းစားရရင်အပြိုမပြတ်နိုင်အောင်တိစောက်ထားတာမဟုတ်ပဲပြိုပြတ်သွားတဲ့အချိန်ဆွဲထားနိုင်ဖို့ဖြစ်ပါတယ်။နောက်ဆက်ရေးကပ်ပြီးမှတော့က10မိနစ်9မိနစ်လောက်စာအချိန်ပိုင်းလေးတစ်ခုတော့ပိုရခဲ့ပိုများတဲ့လူတွေအနေနဲ့လွတ်မြောက်နိုင်ခဲ့လိမ့်မယ်ဆိုတဲ့အတွေးကအမျက်ရှိနေခဲ့ပါတယ်။ ဒီလိုမျိုးနိုင်ငံတွေကိုဆောက်လုပ်တာကလွယ်ပြီးဆူနာမီကိုတားဆီးနိုင်မယ့်နည်းလမ်းတစ်ခုကိုမရှိဘူးလားတင်းမိနေနိုင်ပေမယ့်တဘာဝဖြစ်စဉ်တွေကိုဒီနည်းလမ်းကလွယ်ပြီးတားဆီးနိုင်မယ့်နည်းလမ်းတစ်ခုအခုဒီမရှိသေးပါဘူးဒီနေရန်ကြီးကကန်ဟိုတဲကလူတွေကိုဆူနာမီရန်တရကနေကာကွယ်ပေးနိုင်မယ်ဆိုပြီးမယ်လူတိုင်းကဒီစီမံကိန်းကြီးကိုသဘောကျနေတဲ့ဆိုတာမျိုးတော်လည်းမဟုတ်ပါဘူးအထူးသဖြင့်တော့ကန်ဟိုတဲကနေထိုင်တဲ့သူတွေကနေရန်ကြီးဆောက်လုပ်တာကိုသဘောတူကြပြီးမယ်သဘောမတူကြတဲ့သူတွေလည်းရှိနေပါတယ်နေရန်ကြီးတွေကသူတို့ကိုဆူနာမီရန်တရကနေကာကွယ်ပေးနိုင်မယ်ဆိုတော့နားလည်ကြပြီးမယ် ကဲရုံတက်မှာနေတိုင်းကျသူတွေတချို့အတွက်တော့ဒီနေရန်တွေကဒေလေပင်တဲ့သူတွေကြတဲ့ကဆက်နယ်မှုလေးကိုပြတ်တောက်သွားစေမယ်လို့လည်းတွေးကြပါတယ်ရိုးရိုးစင်ဆက်ပေါင်းများစွာကံယုံတဲ့ဒေတာမှာနေတိုင်းကြတဲ့သူတွေကဗီလင်ပြီကိုအမိတဟဲပြပြီးရှင်သန်နေကြတာဖြစ်တယ်လို့ပဲဒီဗီလင်ပြီကသူတို့ရဲ့ခင်တွေရတခုဖြစ်နေခဲ့ပါပြီသူတို့ရဲ့ပတင်းပေါက်ကနေဗီလင်ပြီကိုမြင်နေခဲ့ရတာကနေဘာမှကိုမမြင်ရတော့ပဲနိုင်ငံကြီးတခုကိုပဲမြင်နေရခြင်းမှာအကောင်လုံးကလက်ဟသားသလိုပါတချို့နေရာတွေမှာနိုင်ငံကြီးက လေးတဲ့တက်လောက်မြင်ပြီးမြင်ခွဲကုန်လို့ကိုပိတ်ထားတာကြောင့်တစ်ခါတလေမှာအကျဉ်းဆောင်ကြီးတစ်ခုလည်းရောက်နေသလိုပါခန်းစားရနေပါတယ်အဲ့ဒါအပြင်နိုင်ငံခြားခီးသွားတွေနဲ့ခီးသွားတွေလဲပတ်မှုကိုရော့ချသေးတယ်ပြီးမေဂန်ရဲ့ဘဝနေထိုင်မှုကိုထိခိုက်စေတယ်မှာကိုစိုးရိမ်နေကြပါတယ်ဒီလိုမျိုးခန်းစားချက်နဲ့ပတ်သက်တဲ့ပြဿနာတွေပြင်နောက်တဲ့ပြဿနာကြီးတစ်ခုကလည်းရှိနေပါတယ်ဒါကတော့နိုင်ငံမြင့်ကြီးတွေကိုတိစောက်ထားတာကြောင့်ငလျင်တစ်ခုလှုပ်ပြီးမှလူတွေအနေနဲ့ဘေးလဲပြေးကကြောင်းလဲမှုတွေနဲ့ဆူနာမီလက္ခဏာတွေကိုမမြင်ရတာကြောင့်အထင်မြင်ပဲဖြစ်စေတယ်မှာကိုစိုးရိမ်နေကြပါတယ် ဒါရပြင်းလယ်ရန်တွေကဆူနာမီရဲ့တက်ရောက်မှုတွေကပိုပြီးတော့ပြင်းထန်သွားမှာကိုလည်းခံမှန်းနေကြပါတယ်။အထူးသဖြင့်တော့ဆေးကြီးတစ်ခုလိုဖြစ်သွားမှာဖြစ်ပြီးဆေးကြီးကထိန်းထားနိုင်တော့ဘာမှမဖြစ်ပေမဲ့ကျိုးကျသွားချိန်မှာပုံမှန်ထက်လို့တော့မှပြင်းထန်တဲ့ရေကြီးမှုတွေဖြစ်လာနိုင်ပါတယ်။ဒီနယ်ရန်ကြီးကိုတိဆောက်မှုကနေနောက်ထပ်ပြဿနာတစ်ခုကတော့လုံခြုံနေတဲ့ခန်းစားချက်ကြောင့်ပဲလူတွေကထွက်ပြေးတာကိုချင်းဆွေးရင်းကနေတကယ်ဖြစ်လာတဲ့ချိန်မှာ ုက္ခရောက်သေးဆုံးသွားနိုင်ပါတယ်။ဒါပြင်ဒေါ်လာ16ဘီလီယံကျော်ကိုသုံးပြီးတော့နိုင်ငံကြီးတစ်ခုကိုတည်ဆောက်နေတာထက်အသုံးဝင်တဲ့နေရာတွေဖြစ်တဲ့လူနေထိုင်ရာတွေကိုပို့ပြီးတော့လုံခြုံတဲ့နေရာစီကိုရွှေ့ပေးတာမျိုးလှုပ်ဆောင်နိုင်တယ်ဆိုပြီးပြောနေကြပါတယ်။လောက်ရှားသူတွေကတော့ဒီနိုင်ငံကြီးတည်ဆောက်မှုတဲ့ကုန်ကြားစီကိုဂျပန်နိုင်ငံကခေါ်ဆောင်သူတွေအနေနဲ့အကုန်လေးကလည်း25နှစ်လောက်ကြာမြင့်မှာကာမိနိုင်မယ်လို့ဆိုကြပါတယ်။ဒါပြင်သဘောပေါက်ပတ်ဝန်းကျင်အတွက်လည်းထိခိုက်မှုတွေရှိလာနိုင်ပြီးနိုင်ငံကြီးကလည်းကဲအိုနဲ့ဒေသကိုထိခိုက်စေနိုင်ကဂန်းချင်းနယ်ပြည်နယ်ပြည်ကြားကဆက်လွယ်မှုကိုပြတ်တောက်သွားစေနိုင်ပါတယ်။ ရေစီးစင်းမှုတွေနဲ့ကြောင်းနဲ့တိုက်ဆမှုကမြေတင်သားတွေကိုထိခိုက်စေနိုင်ပြီးတဘာဝပအဝင်ကြီးကိုထိခိုက်စေနိုင်ပါတယ်။ကန်ဂျီကိုညမှာ လာနေကြလိမ့်ဆန်တွေအနေနဲ့လည်းမလာနိုင်တော့ပဲသူတို့တို့လည်းထိခိုက်မှုမျိုးစုံဖြစ်သွားစေနိုင်ပါတယ်။ထိခိုက်မှုတွေရှိနေတဲ့နယ်စုံတော်များလည်းဂျပန်နိုင်ငံအတွက်အနောက်ချီမှာဆူနာမီကြီးတစ်ခုဖြစ်လာတဲ့အခါမှာလူရီးယားတပ်ကိုကာကွယ်နိုင်ဖို့အတွက်ဒီနယ်ရန်ကြီးကိုစားလုပ်တာကအကောင်းဆုံးရွေးချယ်မှုဖြစ်နေနိုင်စေပါပဲ။